ပရီးမီးယားလီးကိုစွန့်ခွာရုံနဲ့ချန်ပီယံဟောင်းကြီးမင်္ဂလာပါပရိသတ်ကြီးတို့ရှင်ပရီးမီးယားလီးပွဲစဉ်33ပြီးချိန်မှာတော့လက်စတာအသင်းကရှာမတ်ဆက်ရှင်မတ်နဲ့တန်းဆင်းမှုထိကြသွားရွေးဖြစ်ပါတယ်လက်စတာအသင်းနေနဲ့ဒီနေ့ရသည်မှာခြေစွမ်းကောင်းနေပျောက်ဆုံးခဲ့ပြီးတော့အသင်းရဲ့ဆိုးရွားတဲ့အခြေအနေတွေကိုဖျက်ချော်ခဲ့ရပါတယ်လက်စတာအသင်းကိုလက်ရှိတာဝန်ယူကိုင်တွယ်နေတဲ့ Manchester United ကနဝင်ကစားသမား Robert Nesterine ကလက်စတာအသင်းကိုအကောင်းဆုံးပုံစံလေးနဲ့ပြန်လာနိုင်မှုပြောင်းလဲမှုတချို့ပြုလုပ်ခဲ့ပေမဲ့ထူးခြားတဲ့ရှားလက်တွေတော့ထွက်ပေါ်မလာခဲ့ပါဘူး လက်စတာသင်းတွေနဲ့2024-2025ရာသီအစမှာစွမ်းဆောင်ရည်တွေကြာဆင်းနေကြတာဖြစ်ပြီးအသင်းရဲ့ဖွဲ့စည်းပုံကလည်းပြိုပြဲနေဖြစ်နေကြပါတယ်။ဘန်နာရေးအရာကစားသမားအင်အားဖြည့်တင်းမှုမရှိတာကြောင့်လည်းလက်စတာသင်းတွေနဲ့အခက်အခဲတွေကိုရင်ဆိုင်ခဲ့ရတာဖြစ်ပြီးမတင်မထားတဲ့အခြေအနေဆိုးတစ်ခုကိုရင်ဆိုင်ရတော့မှာပါ။လက်စတာသင်းကပရီးမီးယားလိပွဲစဉ်33ပြီးချိန်ထိနိုင်ပွဲ၄ပွဲသာရရှိထားနိုင်ခဲ့ပြီးတော့တရေ၆ပွဲရလနဲ့23ပွဲထိရှုံးနိမ့်ထားခဲ့ကအဆင့်19နေရာမှာရှက်တည်နေတာပါ။ ဒါကြောင့်မလို့ Leicester တင်းနေနဲ့ Premier League လက်ကျန်ပွဲစဉ်၅ပွဲသာကျန်ရှိနေပြီးတော့အဆင်ဆက်ခုနေရာက Watson ကိုကြော်တက်နိုင်မှုမဖြစ်နိုင်တော့ပဲ Championship ကိုပြောင်းရွှေ့ကစားဖို့တည်ကြခဲ့ပြီဖြစ်ပါတယ်။လက်စတာတင်တဲ့တူဇင်အားအောက်ဆုံနေရာကစောက်တတန်တရားလဲရှမတ်ဆက်တမှတ်နဲ့တန်းစင်းဆောင်အတွက်တေးကြသွားခဲ့တာဖြစ်ပြီးအဆင်ဆက်ရှင်နေရာကအဝစ်တောင်တရားလဲချန်ပီယံရှစ်ကိုတန်းစင်းမှုအတွက်ရှာနှုံးပြေတေးကြသလောက်ရှိနေခဲ့တာပါ လက်စတာသင်းက2014-2015ရာသီမှာပရီးမီးယားလီးကိုပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီးအသင်းရဲ့အခြေစွမ်းနဲ့ရှက်တီမှုအတွက်ရုန်းကန်ခဲ့ရပါတယ်။2015-2016ရာသီမှာတော့အီတလီလူမျိုးနေပြကလောဒီယိုရာနီရီရီကိုတာဝန်ယူကန့်တွဲစေခဲ့ပြီးအသင်းရဲ့ခြေစွမ်းပိုင်းနဲ့နီးပြူဟာကိုအကောင်းဆုံးပြင်ဆင်နိုင်ခဲ့ပါတယ်။နီးပြရာနီရီရီကလက်စတာအသင်းရဲ့လိုအပ်ချက်အားနည်းချက်တွေကိုပြုဝင်ပြောင်းလဲပေးခဲ့ပြီးတော့အသင်းကစားသမားအင်အားလည်းဖြည့်တင်ခဲ့ပါတယ်။ ထိုစဉ်ကလက်စတာသင်းရဲ့လူစင်းမှာဂိုဒမတ်မိုက်ကဲဂွလင်မာကန်ဒေမာရက်စ်နဲ့တိုက်စင်ညမှာဂျမီဗာဒီတို့ကလက်စတာသင်းရဲ့တိတိကျကျကစားသမားတွေဖြစ်ခဲ့ပြီးအသင်းရဲ့အောင်မွေတွေမှာထွက်ချက်မကွာလိုက်ပါလာခဲ့တဲ့ဟီးရိုးတွေပဲဖြစ်ကြပါဗျ။နီးပြရာနီရီရဲ့လက်ထက်မှာလက်စတာသင်းကအင်အားကြီးအသင်းတစ်သင်းဖြစ်ခဲ့ပြီးတော့2015-2016ရာသီရဲ့ပရီးမီးယားလိဖလားကိုပါသိမ်းပန်းနိုင်ခဲ့ပါတယ်။ ဒီပြရကိုဘောလုံးလောကကြီးတစ်ခုလုံးအပါအန်အောမင်တက်ခင်ရပြီးလက်စတာသင်းရဲ့မယုံကြည်နိုင်လောက်အောင်တိုးတက်ပြောင်းလဲလာမှုကိုဂုဏ်ပြုချီးမွမ်းခဲ့ရပါတယ်။ဒီဆုဖလားကလက်စတာသင်းအတွက်ပထမဆုံးပရီးမီးယားလိဖလားဖြစ်ခဲ့ပြီးအသင်းရဲ့သမိုင်းကိုပြောင်းလဲခဲ့ပြီးကြီးကြပ်ခန်းနာစေခဲ့ပါတယ်။နောက်ရသည်မှာလက်စတာသင်းနေနဲ့ချန်ပီယံလိကိုဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးကွာတာဖိုင်နယ်ထိတက်လာနိုင်ခဲ့ပါတယ်။ အခုချိန်မှာတော့ Luster အသင်းက Premier League ရဲ့တန်းစင်းဆုံးရကနေရုံမထွက်နိုင်တော့ပဲအသင်းရဲ့အောင်မြင်မှုနဲ့အနာဂတ်တွေအားလည်းမေးမြန်းသွားခဲ့ရတာဖြစ်ပြီး Luster အသင်းပြည်သက်တွေကတော့ခြေခွဲဝန်းနေစရာတခုဖြစ်ခဲ့ရပါတယ်လက်စတာတင်းနေနဲ့အချင်းနေဆိုးတွေကနေလွန်မြောက်ပြီးချန်ပီယံခြေစွမ်းနေနဲ့ပရီးမီးယားလိကိုတကြောပြန်လာနိုင်ဖို့ကိုလည်းပြည်သက်တွေကစောင့်မျှော်နေကြပါဗျာ။